မင်္ဂလာပါအဲ့တော့မတို့အရှိမအာဒီ basic exam နဲ့ပတ်သက်ပြီးတော့ဗောနော်ဒီ revision လေးတွေပြောပြသွားပြီးမှတ်မိသွားအောင်ဗောနော်အဲ့တော့ဒီ basic exam မှာအသုံးပြုခဲ့ရတဲ့အ format တွေကိုလည်းကိုကချတ်တက်နေရမယ်เนาะ exam ကကျတော့နည်းနည်းအာသုံးရတာကျေပြန့်နေနေမှာပါတယ် ဲ့တော့ဟိုဒီ table ဇင်ယာလေးဆိုလို့ရှိရင်လည်းကိုကဒီမျိုးစုံပေါ့နော်လုတ်တက်နေရမယ်အဲ့တော့ကိုဒီလိုလေ့ကျင့်ခန်းနေပါလေလုတ်တက်အခါမျိုးမှာကဟိုဒါတင်နန်းမှာတင်နေတာဖြစ်တဲ့အတွက်အဲဒီဇင်ယာကွက်ပုံစံနေရကြတော့အများကြီးတော့မတုံးရဘူးပေါ့နော်အဲ့တော့ကိုကကိုအဲဒီ ဟိုဖောင်ပုံစံလေးတွေယူနော်ဟိုဒီ table စရာပုံစံလေးတွေအများကြီးတွေ့ဖို့လိမ့်မယ်အဲ့တော့အဲ့ဒါလေးတွေကို corner ကိုအဲအများနဲ့လေ့ကျင့်ပြီးနော်အဲ့တော့လေ့ကျင့်ပြီးမှရမယ်ပေါ့အဲ့တော့ဒါဆိုရင်အမတို့ basic excel နဲ့ပတ်သက်ပြီးတော့အရှင်းမှလည်းအဲအများကြီးပြန်ပြောပြီးသွားပြီဖြစ်တဲ့အတွက်အမတို့ event excel လေးကိုပြန်ပြီးတော့စလိုက်မယ်နော် ဲ့တော့ event အိစဲကကြတော့အမတို့ဒီစာမျက်နှာပေါ့နော်အာစာအုပ်လေးမှာလေစာအုပ်လေးပေးထားတယ်စာမျက်နှာပတ်5မှာရှိနေမယ်နော် page 5မှာပေါ့အဲ့တော့ဒါကကြတော့အာဒီအမတို့ဒီအာဒီအိစဲမှာပေါ့နော်သူက ion fit course မှာကလေးဟိုကအိစဲနဲ့ပတ်သက်ပြီးတော့သင်ခန်းစာကအဲသူ့အတွက်တည်တဲ့အရောပါခဲ့ပြီးသားပဲအဲ့တော့အခြေခံအနေနဲ့တော့အာကျွန်တော်တို့သုံးတက်ရမှာပေါ့နော်အမဟိုဟို formula မှာဆိုလို့ရှိရင်လေအာပေါင်းနေနှုတ်နေမြောက်နေစားမယ် ါတွေသိပြီးသားအဲ့တော့ function မှာဆိုရင်လည်းကိုက၄မျိုးသိခဲ့တယ်เนาะအဲ့တော့ဟို total total ဆိုလို့ရှိရင်ဒါ sum function ပေါ့အဲ့တော့အများဆုံးတန်ဖိုးရှာမယ်ဆိုရင် mass ပေါ့เนาะ max mass ပေါ့အဲ့တော့အနည်းဆုံးတန်ဖိုးရှာမယ်ဆိုရင် min အဲ့တော့ပြန်ပြတန်ဖိုးရှာမယ်ဆိုရင် average ပေါ့နော်အဲ့တော့ဒါအခြေခံအနေနဲ့ basic အနေနဲ့ကတော့အဲအဲ့ဒီ function လေးမျိုးကိုအာမတို့သင်ခဲ့ပြီးသွားပြီ ဲ့တော့ဒါလေးတွေကလည်းအဲတိနေတိတိရတော့မယ်ပေါ့နော်တိတိနေပြီလို့လည်းထင်ပါတယ်အဲဆိုရင်အမတို့ဒီ exam event ကိုသွားလိုက်တော့မယ်နော် event exam နဲ့ပတ်သက်ပြီးတော့မှစလိုက်တော့မယ်ရမယ်နော်အဲ့တော့အခုအာဒီမှာ event agent ကစာမျက်နှာ number 5မှာပါအဲ့တော့ဒီမှာ number group နဲ့ပတ်သက်ပြီးတော့မှအဲသွားမယ်ပေါ့ အဲ့တော့ number group အကြောင်းကိုမပြောခင်မှာအမတို့ဒီအပုံမှန်တိုင်းပဲ folder တစ်လုံးတည်ဆောက်မယ်နော် folder တစ်လုံးတည်ဆောက် excel file define ထောင်ထားမယ်အဲ file နှစ်ခုသုံးလိုက်ပေါ့နော် file နှစ်ခုတည်ဆောက်ထားလိုက်ပေါ့ဆိုတော့အမတို့ event excel lesson အနေနဲ့ကိုယ့်ဘာသာကိုအမတို့ study လုပ်နေတဲ့ uh, fine အကျန်းပေါ့နော်ဒါကိုကကိုစမ်းမယ်အဲဒီအတူတူလေးချင်းမဲ့ fine ကတည်တံ့ထားပါပေါ့နော် exercise တွေပါလေလုပ်ဖို့အတွက်ကကြတော့ fine ကိုတည်တံ့ထားပြီပေါ့နော်အဲ့တော့မားကတော့ဒီမှာကတော့အဲဒီတစ်ခုရင်းနဲ့ပဲတင်မယ်ပေါ့နော်အဲ့တော့ကိုရဲ့ကိုနီးကိုရံနဲ့ကိုကကိုပြန်ကြည့်တဲ့အခါကျလို့ရှိရင်ရှင်းအောင်တော့ပြီးမှာအဲ့တော့ဘာလို့မလဲဆိုရင်အမတို့ဒီဟိုစာအုပ်အစ်စ်တအုပ်ယူလိုက်ပြီးနော်အာရပြီဆိုတော့ ਨੇ အာကိုကကိုဒီရှိပြီဆိုရင်နာမည်တွေပြီးပြီးပါ เนาะနည်းနည်းလေးပြပြပြအဲ့တော့ကိုကအခုဘာနဲ့ပတ်သက်ပြီးတော့စမ်းပါလဲ data entry ဘိုင်းကိုစမ်းမယ်ဆိုလို့ရှိရင်အဲကိုကကိုမှတ်မိနိုင်နေနေမျိုးကိုပြီးပြပါအဲ့တော့သူ့ရဲ့ငကိုပါခဲ့တဲ့เนาะ sheet เนาะဒီမှာဒီလို sheet 1နေ sheet 2နေဆိုပြီးတော့အဲ့လိုမျိုးတွေမသုံးနဲ့အမတို့ပြန်ရှာတဲ့အခါကြလို့ရှိရင်ကိုတနေရာနဲ့တနေရာသွားမယ်အဲဘယ် sheet ကိုသွားကြင်တာလဲเนาะအဲ့လိုမျိုးတွေဆိုရင်ကိုကလွယ်လွယ်ကူကူသွားလို့ရအောင်လို့ပေါ့เนาะအဲ့တော့ sheet နာမည်ပြောင်းတာတွေเนาะဖြတ်တဲ့ကိစ္စတွေပါနေလဲအရှိတွေမှာပြောထားပြီးသားဖြစ်တဲ့အတွက် တွက်ရှိနေမယ်လေးတွေကိုပေးပေးပါเนาะဒီတိုင်းရှိ1နေရှိ2တွေရှိ3တွေဆိုပြီးတော့မှအမတို့မသုံးနေပါเนาะအဲ့တော့ဟုတ်ပြီဒါဆိုရင်အဲ့ဒါကိုမှအာနောက်ထပ်ကတော့ရှိသွားတဲ့ကိစ္စလေးတွေကိုပြောမယ်เนาะအဲ့တော့အခုအဲအခုကတော့ဒီအကြောင်းကဆန်းတဲ့အခါမှာဆိုရင်တော့အခုမှကိုယ်ကစသုံးနေတာမို့လို့အဲရှိရနည်းနည်းလေးပဲပေါ်နေဦးမှာ ဟုတ်တယ်နော်နည်းနည်းလေးပဲသူကရှိနေအောင်မှာပေါ့ထားပါတော့အောက်မှာရှိ1ရှိ2ရှိ3ထားပါတော့နော်အဲ့လိုမျိုးတော့ပဲကိုကရှိနေမှာအဲ့တော့ဒီလိုဒီလိုတွေသွားလို့လွယ်တယ်နော်ဒီမှာတစ်ချက်နှိပ်တယ်တစ်ချက်နှိပ်တယ်တစ်ချက်နှိပ်တယ်အဲ့လိုသွားလို့လွယ်တယ်ဘာလို့ဆိုတော့အနောက်မှာအများကြီးမရှိသေးဘူးလေအဲ့တော့အမတို့ကအကယ်၍ကိုကအထဲမှာ data တွေရိုက်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 နေတဲ့အဲဆာရက်တွေ့ရချင်းစီတွေကိုလိုက်သုံးနေတာဆိုတော့ဒီမှာဆွဲမှများတော့တယ်များတော့တော့ဘာဖြစ်လဲဆိုရင်အနောက်ကိုသွားရတော့မှာလေ မာဒီနောက်ဒီမှာတွားရတော့မှာအဲ့တော့ဘယ်လိုတွားရမလဲဒီနားလေးမှာ arrow key ပုံစံလေးကိုတွေ့လားနော်အမတို့ဘယ်ဘက်ကိုသွားတဲ့ arrow key လေးလည်းရှိတယ်ညာဘက်ကိုသွားတဲ့ arrow key လေးလည်းရှိတယ်။ဒါဆိုရင်အမတို့ဒီညာဘက်သွားတဲ့ arrow key လေးကိုတစ်ချက်တစ်ချက်ကလစ်သွားလိုက်လို့ရှိရင်အဲရှိလေးတွေကအနောက်ကိုတွေ့လိမ့်မယ်ပေါ့နော်အနောက်ကိုရောက်သွားလိမ့်မယ်။ တော့နှလုံးစင်ကတော့အဲဆန်းလို့မရတော့သေးဘူးပေါ့ဆိုတော့အခုမှကိုကစသုံးနေရဆိုတော့ရှိရတတိလေးပဲရှိနေဦးမှာเนาะတခုနှစ်ခုလောက်ပဲရှိနေဦးမှာအဲ့တော့အဲနောက်နောက်သင်ငန်းစာတွေကြာရင်သင်ငန်းစာတဖြည်းဖြည်းနဲ့လုံရင်းလုံရင်းနဲ့များလာတဲ့အခါကျရင်အမတို့နောက်တွေကိုသွားကြံတာအဲအဲ့အဲ့လိုမျိုးဆိုရင်အခုပြောတဲ့ဒီ arrow key လေးနဲ့ရွှေ့လို့ရတယ်အဲ့တော့ကိုကအရှိကိုပြန်သွားခြင်းနဲ့ဆိုရင်ဒီမှာ left arrow key လေးနဲ့ရွှေ့လို့ရတယ်ပေါ့ရမယ်နော်ဒီ left key လေးနဲ့ရွှေ့သွားလို့ရတယ် โอเคเนาะအဲဒီလိုမျိုးအဲ့တော့နောက်တနည်းအားကျတော့ဘယ်လိုသွားမလဲဆိုရင်အမတို့ကရှစ်နံပါတ်ကိုပေးခဲ့တယ်ရှစ်နေရာလည်းအများကြီးပဲအခါကျတော့ဒီ arrow key တွေနဲ့အဲ့ပကြီးတွေဒီလိုကြီးတွေရွှေ့ပြီးတော့မသွားခြင်းဘူးเนาะအကြာကြီးတွေပေးမှုလို့အဲ့တော့ဘယ်လိုသွားရမလဲဆိုတော့ဒီ arrow key လေးပေါ်မှာ right click နှိပ်ပေးရမယ် နော်အဲ့တော့ basic သင်မိသားတွေဖြစ်တဲ့အတွက် right click ကဘာကိုပြောတာလဲ double click ကဘာကိုပြောတာလဲ left click လို့ပြောရင်ဘာကိုပြောတာလဲဆိုတာကတော့အဲဒီသင်ခန်းစာရောက်နေပြီဖြစ်တဲ့အတွက်ကတော့အမတို့သိရအောင်မယ်နော်အဲ့တော့ right click လို့ပြောတဲ့အတွက် left click တင်ထားတဲ့ left ကိုပြောတာနော်အဲ့တော့ left click တင်ထားတဲ့ left ကလေးကိုတစ်ချက်နေလိုက်မယ်အဲနေလိုက်ရင်အမတို့ဒီမှာတွေ့လာပေါ်လာလိမ့်မယ်အဲ့တော့ဒါကတော့အမက ဟိုတင်มาဖြစ်တဲ့အတွက်အရှိနေမယ်လေးတွေပေးပြီးတော့เนาะသင်ငန်းစာလေးတွေကိုဆင်ထားတာမို့လို့အများကြီးပဲတွေ့နေရတာပေါ့။အကြောင်းသားတွေကတော့အခုမှကိုပါစပြီးတော့ intro စဝင်တော့မယ်ဖြစ်တဲ့အတွက်အရှိမှရှိအောင်မှာတော့မဟုတ်ဘူးပေါ့เนาะ။ဒါကိုနောက်ပိုင်းနောက်ပိုင်းသုံးရင်းနဲ့မှသင်ငန်းစာတွေများလာလိမ့်မယ်။အခါကြကြလို့ရှိရင်တော့ဒီလိုတွေတွေ့ရလိမ့်မယ်เนาะ။အဲ့တော့အခုအမတို့ဒီမှာဆိုရင်ရှိတွေကိုနည်းမယ်ပေးထားတယ်နာမည်ပေးထားတာဖြစ်တဲ့အတွက် she1 တို့ she2 တို့ she3 တို့ဆိုပြီးတော့အဲ့ဒီ ရှိဆိုတဲ့နာမည်အတိုင်းကိုမတွေ့ရဘဲနဲ့အမတို့ပေးထားတဲ့နာမည်လေးတွေပေါ့နော်ကိုကအထဲထဲမှာရှိနေတဲ့ data နဲ့သင်လျော်တဲ့နာမည်လေးတွေကိုပေးထားတာမို့လို့ဒီမှာသူ့ရဲ့ရှိနာမည်လေးတွေကိုတွေ့ရတယ်အဲ့တော့မမတို့ဘယ်ကိုသွားကြင်လဲပေါ့ဥပမာကိုကအာထားပါတော့ဒီမှာ not function ဆိုတဲ့အပိုင်းလေးကိုသွားကြင်တယ်ဒါဆိုရင်တစ်ချက်ကလစ်လိုက်တယ် okay နေလိုက်အဲဒါဆိုရင်မတို့က arrow key တွေနဲ့ရွှေ့စရာမလိုတော့ဘဲနဲ့ဒီရှိနေတဲ့နေရာကိုတခါတည်းတန်းရောက်သွားတယ် ရမယ်နော်အဲ့လိုပဲနောက်တစ်ခါ right click နှိပ်ကြည့်လိုက်မယ်ဘယ်ကိုသွားကျင်လဲနော် average ပေါ့ထားပါတော့ account ပေါ့နော်အဲ့ဒီကိုသွားကျင်တယ်ရတယ်တစ်ချက်နှိပ်လိုက်မယ် okay နှိပ်လိုက်အဲဒါဆိုရင်မတို့ကရှေ့ကိုရွှေ့စီရတော့မလို့နော်အာအခုလိုမျိုးပဲသွားလို့ရတယ်ရမလားရမယ်နော်ဟုတ်ပြီအဲ့ဒါဆိုရင်ဒီလိုမျိုးလေးတွေသွားလို့ရပါတယ်နော်အဲ့တော့နောက်ထပ်ဆက်ပြီးတော့သွားရအောင် အဲ့တော့နောက်ထပ်ကကြတော့အမတို့ဒါအရှိမ copy paste နဲ့ပတ်သက်ပြီးတော့မှဒါဟို Microsoft Word တွေ or not the basic တွေမှာအဲတည်ပြီးသားတွေပေါ့အဲဒါပေမဲ့အမတို့အခုဒီဟိုမှာ event agent မှာ copy paste နဲ့ပတ်သက်ပြီးတော့မှထပ်ပြီးတော့နည်းနည်းလေးထပ်ပြောရအောင်เนาะအဲ့တော့ဥပမာအမတို့ဒီနေရာမှာစာလေးတစ်ခုရိုက်လိုက်တယ်စာလေးတစ်ခုရိုက်လိုက်မယ်เนาะအဲ့တော့ အဲဆဲကွက်ထဲမှာစာသားတွေပါနေလွဲလို့ပြန်ပြီးတော့ကာစာချမယ်ဆိုရင်ဘယ်နှချက်နေပြရမှာလဲတပည့်ကလေးနေပြရမယ်เนาะအဲအဲ့တော့ basic ကိုသိခဲ့တယ်เนาะတရားလေးကျင့်ကြံခဲ့တယ်ဆိုရင်အာတယောက်သွားလို့ရှင်ဘာမှမခက်ခဲတော့ရမယ်เนาะဟုတ်ပြီအဲ့တော့အခုဒီမှာကြည့်ရအောင်အဲ့တော့အခုကဒီကောင်ကိုဘာလို့မလဲဆိုတော့เนาะဟိုက copy paste ရဲ့သဘော paste ရဲ့သဘောတရားကိုပြောချင်လို့အဲ့တော့ copy sorry ဘိုးတင်မယ်ဒါလုပ်မယ်เนาะဒါလေးနည်းနည်းလေးခဏတောင်းလိုက်မယ်อืม ဒီမှာဆိုရင်အဲ100နဲ့200နဲ့ပေါ့နော်ဘာလို့ချင်တာလဲဆိုတော့သူတို့နှစ်ခုကိုအမပေါင်းချင်နေပေါ့နော်အဲ့တော့ညာချင်အပေါင်းအဲယူလိုက်တယ်အဲ့ဆိုရင်ဒီမှာထွက်သွားတယ်ဟုတ်ပြီနော်ဒီလိုလေးပြရအောင်ဟုတ်ပြီအဲ့တော့ထားပါတော့ကိုကဒီ copy ဆိုရဲ sorry computer ဆိုရဲဒီစာသားကို copy လိုချင်တယ်ဒီစာသားကိုပေါ့နော်အဲ့တော့ကိုကတော့ပုံမှန်တိုင်းပဲဒါကိုယူလိုက်တယ် copy နှိမ့်လိုက်တယ် ပြီးပမာထားမလဲထားခြင်းနေနေရာကိုတွားလိုက်တယ်။ပြီးရိုးရိုး paste ကိုပဲနှိမ့်လိုက်တယ်။အဆင်မလို့ကြည့်လိုက်ရအောင်နော်။အဲ့တော့ဟိုသူကလေဒီလိုမျိုးပေါ့ဒီနားမှာ copy ကိုနှိမ့်လိုက်ပြီဆိုတာနဲ့မတို့အဆက်ပြောက်လေးတွေတွေ့နေလိမ့်မယ်။အဲ့တော့အဲ့ရဲ့အဆက်ပြောက်လေးတွေဒီအဲ copy ပွားနေရင်ဆိုရင်အဲသဘောကိုတွားပြတာပေါ့။အဲ့တော့မတို့ကအဲ့အဆက်ပြောက်လေးမပြောင်းမချင်းကို paste ကိုနှိမ့်လိုက်ပြီဆိုလို့ရှိရင်အဲအခု copy ပွားတဲ့စာသားကစတိုက်လေးတွားကြလာအောင်ပါပဲ။ အဲ့တော့မတော့ copy ပွားတဲ့အရာကိုရက်ချင်နေဆိုလို့ရှိရင် sk လေးကိုတစ်ချက်လောက်နှိမ့်လိုက်ပေါ့ရတယ်နော် sk ကိုတိမယ်နော်ဒါအရှိဒီမှာဟိုဟွာပေါ့ basic thinking ပြီးသားလေးဆိုလို့ရှိရင်ဒါ sk ဆိုတာဘာကိုပြောတာလဲနော် control တွေ order တွေဆိုတာဘာတွေကိုပြောတာလဲဆိုတော့အမတို့သိရမယ်နော်အဲ့တော့အခုအမတို့က အာဒီစာသားကပြုတ်ပြင်လာတာပေါ့ဥမာအဝါရောင်တွေတုံးထားတယ်เนาะစလုံးရဲ့အရာကို font အထူတွေခြေထားတယ် underline တွေတားထားတယ်မှာပြီးရင် color အနည်းရောင်တွေလည်းတုံးထားတယ်အဲ့ဒါယူ copy ယူလိုက်တော့ဒီအတိုင်းကျလာတယ်ဟုတ်ပြီเนาะအဲ့ဆိုရင်မတို့ကကိုကဟုတ်ပြီဒီစာသားကိုပဲလိုချင်တယ်သူပြင်ထားတဲ့ format တွေကိုကိုမတုံးချင်ဘူးသူပြင်ထားတဲ့ format ဆိုတာကိုသိရနော်။ဘိုးတင်ထားတာတွေ၊ italic တုံးထားတာတွေ၊ underline တုံးထားတာတွေကိုပြောတာ အဲအဲ့ဒါတွေကိုအမတို့မသုံးချင်ဘူးပေါ့နော်မသုံးချင်ဘူးဒါဆိုရင်စာသားကိုပဲကိုကလိုချင်တာအဲ့ဆိုရင်မတို့ဘာလို့မလဲဆိုတော့ copy ယူလိုက်တယ်အဲပြီးရင်ကိုထားချင်နေနေရအောင်သွားမှာအဲ့တော့အမတို့က paste ကိုမနှိပ်ဖဲနေဘယ်လိုလုပ်ရမလဲဆိုတော့ဒီစာသားကြီးပဲကိုကကြလာချင်တာဖြစ်တဲ့အတွက်အဲ့ဒီဒီကိုထားချင်တဲ့အာဆဲကွက်ထဲမှာ right click နှိပ်ပြီးမယ်ရမယ်နော် right click right click နဲ့ပြီးသွားရင်ဒီမှာ page special ဆိုတာလေးရှိရနော်အဲ့တော့ page special လေးတွေကိုဝင်လိုက်တော့တစ်ခါလေးပဲတစ်ချက်နေလိုက်မယ်ဒီလိုလေးပေါ်လာလိုက်မယ်ဒီ box လေးတွေဒီနေရာရွှေ့လို့ရတယ်အဲ့တော့ကိုဒီအထဲတွေကစာသားတန်ဖို့ပဲကိုလိုချင်တာဖြစ်တဲ့အတွက် အမတို့ဒီမှာ value လေးကိုတစ်ချက်နေပြီးတော့ okay ကိုနှိပ်ကြည့်လိုက်အဲဒါဆိုရင်တွေ့လားဒီစာသားလေးပဲကြာလာလိမ့်မယ်ရမယ်နော်ဟုတ်ပြီ အဲ့ဒါဆိုရင်နောက်တစ်ခုအမဒီကိုလိုချင်တာကဒီ300ပေါ့ဒီ300ဆိုတဲ့ကဏန်းလေးတစ်ခုလေးကိုပဲကိုကလိုချင်တာเนาะအပေါ်က100 200တွေကိုမလိုချင်ဘူးဒီကဏန်းလေးတစ်ခုလေးကိုပဲကိုကလိုချင်တာဒါဆိုရင်မတို့ကြည့်ရအောင်ပြီးရင် paste ကိုနှိပ်လိုက်မယ်အဲ့တော့အဖြစ်ထွက်လားထွက်လားမထွက်ဘူးเนาะဘာလို့လဲအဲဒါမတို့ share reference လေးเนาะဒါနောက်ခံမှာလေးအကျယ်ပြန့်ပြောပြပေးမယ်เนาะ share reference ဘာကိုပြောတာလဲ အခုဒီကောင်ဒီ B1 နဲ့ B2 နဲ့ကို သူဒီပေါင်းထားတာလေဘယ် column မှာရှိတဲ့အရာလဲ B column မှာရှိတဲ့အရာအဲ့တော့ secret တွေဒီရွေ့နေတာဖြစ်တဲ့အတွက်အမတို့ကဒီနေရာမှာ page ကိုတွားချလိုက်လို့ရှိရင်သူကဘာနဲ့ဘာနဲ့ကိုတောက်ပေါင်းလိုက်တာလဲ C B ကနေပြီးတော့မှသူ C ကိုရွေ့သွားတာအဲ့တော့ C မှာကနန်းနေရှိလားဘာတန်ဖို့မှမရှိဘူးလေနော် မရှိတဲ့အတွက်ကြောင့်မို့လို့သူဒီအဖြစ်မထုတ်ဖြစ်နေတာပေါ့ အဲအဲ့လိုမျိုးရှိတယ်။အဲ့တော့ကိုကကိန်းကနန်းလိုပဲကိုလိုချင်နေဆိုလို့ရှိရင် right click နဲ့ paste version ရနေပြီးတော့မှ value ကိုနှိပ်လိုက်ပေါ့။ဒါဆိုရင်တော့ကနန်းအတိုင်းနဲ့သူကထွက်လာလိမ့်မယ်။အဲဟုတ်ပြီ။ဒါဆိုရင်ရမလား။ရမယ်နော်။ဟုတ်ပြီ။အဲ့တော့နောက်တစ်ခုနောက်တစ်ခုကကြတော့အမတို့ paste link အဲ့တော့ paste link ပြောမယ်နော်။အဲ့တော့အခုအမဒီ300ပေါ့။သူကကြတော့အခုဒီကိန်းကနန်းနေပဲဟိုမှာပြမယ်။ အခုတင်300နဲ့100နဲ့200နဲ့ပေါင်းလိုက်လို့သူကရနေရနော်အဲ့တော့ကြည့်ရအောင်အဲ့တော့သူ့ကိုမတို့ copy ယူလိုက်တယ်ထားမဲ့နေရာကိုသွားတယ်ရတယ်ကိုယ့်ကိုကြိုက်တဲ့နေရာကိုဒါဘယ်နားမှာထားတာထားလို့ရတယ်ထားပါတော့အမဒီမှာထားမယ် right click နေပြီးတော့မှ paste page ရာနေဘာလို့သုံးမလဲဆိုရင် paste link လေးကိုတုံးကြည့်မယ်เนาะဒီမှာ paste link ကဘာလို့ပေးတာလဲဆိုတော့သိရအောင်လို့အဲ့တော့ paste link နှိပ်လိုက်ပြီ300ထွက်နေရယ်เนาะအပေါ်က300မှတ်ထားမယ် ဟုတ်ပြီဒါဆိုရင်အမအခုအပေါ်က100နေရာမှာ300ပြင်ပြမယ်သိကြတယ်100နေရာမှာ300ပြင်လိုက်ပြီဆိုရင်အောက်က300နဲ့200နဲ့ပေါင်းရင်ဘယ်လောက်ထွက်မှာလဲ900လို့ထွက်မှာအဲ့ဒါဆိုရင်အမတို့ကအောက်က300လေးတီလင့်ချိတ်ပြီးတော့မှเนาะဟို paste ထားထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အပေါ်မှာပြင်တဲ့ကိစ္စကိုလည်းသူကအောက်မှာလာပြင်နေမယ်အဲ့ဒါဆိုရင်အမတို့ဒီ100နေရာမှာ300လို့ပြင်လိုက်ကြည့်မယ်เนาะ အဲတွေ့လားဒီမှာလည်းပြင်သွားတယ်တခြားနေရာမှာလည်းပြင်သွားတယ်အဲ့တော့ဒါဒီနေရာမှာမဟုတ်ဘူးကိုယ့်ကိုယ်ဘယ်နားမှာပဲတုံတုံတုံလို့ရတယ်ရမယ်နော်ဟုတ်ပြီအဲဟုတ်ပြီဒါဆိုရင်ဒါအမတို့ copy paste နဲ့ပတ်သက်ပြီးတော့မှအဲအကျဲတဝင်းလေးလေးနဲ့ပြောလိုက်တာပေါ့နော်အဲ့တော့ဒါလေးကိုပြန်ဆန်းမှမရလို့ရှိရင်မီးမယ်ဟုတ်ပြီအဲ့တော့မတို့ကဒါ found group တွေကတော့တည်ပြီးသားတွေမို့လို့မသွားမပြောတော့ဘူး alignment လေးပြောပြီးသားတွေအဲ့တော့မတို့ number group ကိုသွားရအောင်နော် number group